ဆိုတော့အရင်စိတ်လှုပ်ရှားနေရပါတော့လို့ဆောင်းဟိုဘယ်လိုလဲဆက်ရဟိုအောင်စင်းကြည့်တစ်ခုကြီးဖြေထွက်တော့လို့ခံစားနေရတယ်ဆိုတော့အဲအရင်တော့ရိုက်တဲ့စိတ်မှာလေဒီဆက်ခရင်လေးကိုအရင်တော့မချိခဲ့ဘူးကွာအဲမချိခဲ့တော့လေဟိုကိုဘလိုတည့်ဆောင်ခဲ့ရလဲဘလိုဟိုဘာဖြစ်နေလဲဆိုတာရောတိချာမမြင်ရတော့လေအခုဒီနေ့ကကိုရန်လဲပြဿနာတွေနဲ့တူတူကြည့်ရမှာဆိုတော့နေခုတ်နေရအပြင်ရောက်တဲ့လူကအရင်ကဒီအပြင်အပြင်ပေါ့တော့ဒီမိတ်ကပ်တွေမလိမ့်ထားတဲ့ကောင်မလေးပေါ့အဲ့လိုပုံစံလေးပဲမြင်ရမှာပါ ကြောင့်အဲ့ကြောင့်ပြောရပြောရဟွာလို့ဟွာလို့ဝတ်လဲရလားမသိဘူးလို့ငိုရီကငိုရမီလို့ကိုငိုရပြီဆိုပြီးရတယ်ရင်ခုန်နေပါတယ်အရင်လည်းဘလို့ဟိုတရုတ်တွေဆောင်းလာမလဲပြီးတော့အရင်ပြိတ်သက်တွေ အကြည့်ရတဲ့ပုံစံတွေလည်းဘယ်လိုမျိုး feedback လေးပြန်ပေးမလဲဆိုတာလေးကိုတော့ရေခုံနေပါတယ်။အဓိကတော့ကုညွတ်ပေါ့နော်။ရုံးကဒီကားလေးရဲ့မှာ character unit life မဲ့ character လေးတစ်ခုရှိရယ်ပေါ့နော်။အဲ့ဒါလေးကိုအဲရုံးကဟိုပါဝင်စီခြင်းနဲ့အဲ့လိုမျိုးကန်လန်းလာတဲ့အတွက်ရုံးဒီကားလေးမှာပါဝင်ဖြစ်တာဖြစ်ပါတယ်။အဲရုံးစဉ်းစားဖြစ်ပါတယ်ဘာလို့လဲဆိုတော့လေအဲကိုလည်းဒီတာဝန်ယူရမယ့်ကိုကိုတာဝန်ယူရမယ့် character လေးတစ်ခုပေါ်မှာအကောင်းဆုံးတာဝန်ချေခြင်းနဲ့အဲအကောင်းဆုံးလည်းဖြစ်စေခြင်းနဲ့အတွက်အဲတေချာလေးစဉ်းစားပြီးတော့မှကိုညို့ကိုပြန်ပြီးတော့ကိုညို့ရုံးဒီကားလေးမှာပါပြီးတော့ ဲတိကျဆောင်ပါမယ်ဒီ character လေးကိုလက်ခံပါမယ်ဆိုပြီးတော့ပေါင်းဖြစ်တာပါ။အဲစဉ်းစားစဉ်းစားနည်းနည်းတော့အချိန်ယူပြီးတော့စဉ်းစားပါရပါဆိုတော့ဟိုလေဟိုဒီ character ပုံမှာတာဝန်မချေပါဆိုလို့ပေါ့။အခုဒီထဲမှာမိမိရှိနေတယ်လေမိမိမလုပ်လို့လူရှိနေလေမာလီရဲ့အဲ့လိုအကောင့်အေးအေးဟိုဘယ်လိုရမလဲအနေနေအေးရဲ့အကောင့်မလေးတယောက်နေနေပဲမြင်ရမှာပါ ပြင်းနေပုံစံမျိုးအပြင်းပုံစံမျိုးအရင်ကဒီအပြင်အပြင်ပေါ့နော်ဒီမိတ်ကပ်တွေမလိမ့်ထားတဲ့ကောင်မလေးပေါ့အဲ့လိုပုံစံလေးပဲမြင်မှာပါအမိတ်ကပ်ပပလေးတော့ on ဟာပေါ့နော်ဒီတိုင်းမျက်နှာပြောင်းကြည့်ရတယ်အပြင်းနေပါဆိုတော့လေအဲပပလေးပဲအရင်လိမ့်ထားပါတယ်ဘာမသိဘူးဘာမသိပါဘူး အဲ့ပြောတာအရင်စိတ်လှုပ်ရှားနေရပါတော့လို့ဆောင်းဘယ်လိုလဲဆက်ရဟိုအောင်စင်းကြည်တစ်ခုကြီးဖြေထွက်တော့လို့ခံစားနေရတယ်ဆိုတော့အဲဘာလို့အရင်တော့ရိုက်တဲ့စိတ်မှာလေဒီဆက်ခရင်တွေကိုအရင်တော့မကြည့်ခဲ့ဘူးကွာအဲမကြည့်ခဲ့တော့လေဟိုကိုဘယ်လိုတွေးဆောင်ခဲ့ရလဲဘယ်လိုဘာဖြစ်နေလဲဆိုတာရောတိကျမမြင်ရတော့လေအခုဒီနေ့ကကိုရန်လဲပြတ်တက်တင်နေတူကြည့်ရမှာဆိုတော့နေခုံနေရအရင်တော့ကိုမင်းသမီးတယောက်နေတယ်အဲ့လိုဆက်ကြည့်ရကြည့်ပြီးအဲ့လိုမျိုးတော့မရှိအဲ့လိုမျိုးတော့မရှိပါဘူးအရင် ဒါအခုလည်းကိုညောကန်းလန်းလာဖြစ်တဲ့အတွက်အရင်ဒီ character လေးတစ်ခုပေါ်မှာကိုအကောင်းဆုံးလုပ်နိုင်မယ်ထင်လို့လုပ်ခဲ့ရပါတော့။ငါတို့ရဲ့အနာဂတ်ရှိနေတာပဲ။ဟုတ်ကဲ့ဒီ။ခဲတော့အောင်ငိုရတာပေါ့နော်။အရင်ကဆက်ဆက်ကိုကိုညောထပြီးတော့ညီမလေးစကားပြောချင်တယ်ကိုတို့တနေမှာချိန်မယ်ဆိုတဲ့ချိန်မှာအဲဒီစကားပုံမှန်ကတော့ရောမသိဘူးပေါ့နော်။ဟိုထားပါတော့အရင်ထင်နေရတာအဲဒါကဇဝင်တေးတစ်ခုဆိုရမယ်ပဲအဲ့လိုမျိုးပဲမျောလင့်ထားတာပေါ့ကွာလေ။အဲ့လိုမျိုးခါကျတော့ ဟိုအဲ့လိုမျိုးကဲပြောရတယ်ရှင်ပါကိုညိုတို့အရင်ကမငိုတတ်ဘူးလို့ငိုရမှာကိုမငိုတတ်တဲ့အတွက်တရုပ်ဆောင်ရမှာကိုလည်းအရင်အမလုံနိုင်တော့ဘူးထင်တယ်လို့အဲဒါပေမဲ့ကိုညိုကဟိုအရင်လုံနိုင်တယ်ပေါ့နော်အရင်လုံနိုင်တယ်လို့သူယုံကြည်လို့ဒီလိုမျိုးကန်လန်းတာဖြစ်တယ်အဲ့ခါကျတော့ညီမလေးစဉ်းစားပြီးပါတယ်စဉ်းစားပြီးပါဆိုတော့အခုတော့အကောင်းဆုံးချက်ဖြစ်နိုင်ခဲ့ပါတယ်ညိုတဲ့ feedback ကဘယ်လိုရှိတယ်ပြောပါဦးသူလည်းခုမှတူတူကြည့်ရမှာဆိုတော့သူဘယ်လိုပြပြပြန်လာမလဲဆိုတော့ဒီကားပြပြီးမှပဲတည်မှာပေါ့နော်အဲ့တော့ဒါလက်ခံပြီးရိုက်ခွဲခါမှာတော့ အဲပါတယ်ဒါပေမဲ့အရင်ကတော့ပြောတာလေနေရှိရင်လို့ငါသေုပ်ဆောင်ဖို့နည်းဘာဖြစ်မှန်းထင်တယ်လို့အဲ့လိုခွီနေမှာဆိုတော့လေသူရှိနေကြရှက်နေမှာဆိုတော့အဲသူကအရင်ကနည်းလိုက်တော့လိုက်ပြီးဒါပေမဲ့အပြင်မှာပဲစောင့်နေပေါ့ဟုတ်ဟုတ်အဲကိုညိုကပြောပါတယ်ကိုညိုလည်းအရင်ချင်းလေးနားထောင်နေတယ်ပြီးလို့ရှိရင်အဲကိုညိုရဲ့ဒီသမီးလေးကလည်းနားထောင်နေဆိုတော့အဲအဲ့လိုမျိုးလေးရောအရင်ပြောရပေါ့နော် အဓိကလေအရောငိုတာဘလို့ငိုရမလဲပဲကိုညိုတို့မထူးတို့စီကတင်တာအဲဘလို့ငိုရမလဲပေါ့နော်ဘလို့မှုထည့်ရမလဲဒါအဲ့အားလေးတော့အများဆုံးတင်ပြတယ်ဘာလို့ဆိုတော့ကိုငိုတဲ့အခန်းလေးလေးတွေပါတော့လေအဲ့အားလေးမှာပြပြန်ပေါ့နော်ဟိုအကောငိုရမှာရမ်းကြောက်တာဟိုရဟိုကိုကအဲ့လို ခွေအများခွေနောက်နေရဆိုတော့လေဘလို့ငိုရမှာလဲငိုငိုနီးရေပေါ့ငိုနီးရေလေ့လာခဲ့ရတယ်အဲပြီးတခြားပေါ့ဒီရိုက်ကူရေးပိုင်းလေးတွေမှာဘလို့မျိုးလေးတွေသွားရလာတယ်ဘလို့မျိုးလေးတွေပြုတ်ဆောင်ရတယ်ဆိုတော့လေတော့လေ့လာဖြစ်ခဲ့ပါတယ်ဝင်လေလို့ပြောလို့ရတယ်အဲ့အကြောင်းအဲ့အကြောင်းပြောရပြောရဟောလို့ဟောလို့ဝတ်လဲရလားမသိဘူးလို့ငိုပြီးရငိုရပြီလို့ကိုငိုရပြီဆိုပြီးရတယ် တော့ငိုနိုင်သွားခဲ့တယ်ပေါ့ခိုက်တဲ့အချိန်မှာငိုနိုင်သွားခဲ့ပါတယ်ဟိုကလေဟိုမချူရောရောကိုညိုရောရောတင်ပြပေးရတဲ့ပုံမှာလိုက်ပြီးတော့အတို့ပြောတဲ့အတိုင်းလေးလှုပ်ကြည့်တဲ့အခါမှာတော့ကောင်းဆုံးလုပ်နိုင်ခဲ့မယ်လို့ထင်ပါတယ်ငိုရောမြေရောကြခဲ့ အဲ့လိုမျိုးတော့မရှိဘူးဘာလို့ဆိုတော့လေအကိုရီးယားအကိုရီးယားနဲ့တွေ့ရချင်းမှာလေကိုရီးယားအဲ welcome ဖြစ်တယ်အရင်ကအေးဆေးညီမလေးအကိုရီးတို့အကောင်းဆုံးကြိုးစားကြမယ်ကိုရီးတို့အကောင်းဆုံးတည်ဆောင်ကြမယ်နော်ဒီကအကောင်းဆုံးဖြစ်လာအောင်ထိုင်ကြမယ်ဆိုပြီးတော့ကိုကိုဘယ်လိုပြောမလဲကိုစိုးရိမ်စိတ်ကိုပေါ့နော်ဖြေလျှော့ပေးထားပြီးတော့မှဆက်ရကြဖြစ်တဲ့အတွက်အကောင်းဆုံးတော့အရင်တို့မောင်မောင်ရဲ့အကောင်းဆုံးကြိုးစားခဲ့ကြပါတယ်အဲအကောင်းလုံးเนี่ย ော့ဒီကိုင်းမှာညောအဲ့လိုပတ်ပတ်ချလဲနေရပဲအကုန်လုံးနဲ့လဲဟို တွေ့တွေ့ရဆုံးရဆိုတော့လေ အကုန်လုံးနဲ့တော့ပါပါတယ်တကက်တရားဟုတ်ကဲ့ဒီညမထက်ကားလေးကိုရွေးချယ်ပြိတ္တတွေရောကိုညွတ်ရဲ့ fan တွေကိုညွတ်ပြိတ္တတွေဒီထဲမှာပါဝင်ထားကြတဲ့ကိုချွန်းတို့ကိုနေမင်းတို့အမညာရာတို့ကပိုးရှန်တို့ရဲ့ပြိတ္တတွေပေါ့နော်ရွေးပြိတ္တတွေရောဒီကားလေးကိုလာရောက်ကြည့်ရှုပေးဖို့အားပေးဖို့အတွက်ရွေးဖိတ်ခေါ်ချင်ပါတယ်အားလုံးလည်းဒီကားလေးကိုကြည့်ပြီးတော့စိတ်ဝင်စားပြီးတော့နှစ်သက်လိုက်မယ်လို့လည်းရွေးမျှော်လင့်ပါတယ်ပြီးတော့ကိုညိုဒီမနက်တင်ထားတဲ့တဲ့ရလို့ပဲတရေထက်ပိုကြောက်ပြီးတော့ပိုကြောက်ဆရာကောင်းတဲ့လူတို့ချို့ဆိုတာဒီလောကမှာရှိရယ်ဆိုတာပေါ့ အဓိကလေးရပေါ့နော်ဟိုဟိုဘယ်လိုပြောမလဲ message တစ်ခုပေးနိုင်မယ်လို့ရမျှော်လင့်ပါတယ်အဲ့တော့ line အပိချဖို့အတွက်ညမ်ညမ်ထွက်ကလေး line အပိဖို့အတွက်ရဖိတ်ခေါ်ချင်ပါတယ်အားလုံးကျေးဇူးတင်ပါတယ်